်မင်္ဂလာပါရှင်ကျမတော့ဖူးဤနွယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါကင်မျိုးသားစီအုံ KNU ထိန်းချုပ်ထားတဲ့ဒေသတွေမှာ KNU မျိုးနယ်လုံမှုဆောင်ကော်မတီအနေနဲ့ကင်မျိုးသားစီအုံ KNU ဘ ਹੁ ရဲ့ရွေးကောက်ပွဲသဘောထားနဲ့အညီရက်တီမှာဖြစ်တယ်လို့ KNU ကထုတ်ပြန်ပါတယ် ပြည်သူတွေကိုလိန်လဲလှည့်ပြားနေတဲ့အတူရောင်ရွေးကောက်ပွဲကိုခွင့်ပြုမှာမဟုတ်ပဲစန့်ကျင်သွားမယ်လို့နိုမာလာ18ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတာပါပြည်သူတွေကိုစစ်အာဏာရှင်တပ်ဆိုးရှင်မဲ့အတူရောင်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်တာမရှိပဲအကြမ်းမဖက်တဲ့နည်းနဲ့စန့်ကျင်ကြဖို့ဆန္ဒမဲတွေကိုအလွဲသုံးစားမလုပ်ကြဖို့ KNU မြို့နယ်အလုံမှုဆောင်ကော်မတီကတိုက်တွန်းပြောဆိုထားပါတယ်ဒါပြင်စစ်ကောင်မရှင်ရဲ့စစ်မှုထမ်းဥပဒေနဲ့စစ်ဘေးဒဏ်တွေကြောင့် KNU ဒေသရှိပြည်သူတွေဟာမိမိနေရက်တွေမှာအေးချမ်းစွာမနေရတဲ့အပြင်ချင်းချောက်ဖိအားပေးတာနဲ့အတင်းအဓမ္မမဲပေးစေခိုင်းတာတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုထားပါဗျ။ဒါပြင်စစ်ကောင်မရှင်အနေနဲ့ရွေးကောက်ပွဲစနစ်ကိုပြည်သူတွေနားလည်ရခက်ခဲအောင်သူတို့လိုချင်တဲ့အဖြစ်ရရှိအောင်မဲပေးနည်းစနစ်တွေနဲ့မဲဆန္ဒရှင်ပြည်သူတွေရဲ့သဘောထားကိုအလွဲသုံးစားလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ မကွေးတိုင်းကျောမြို့နယ်ကရွှေပင်ရွာကိုနိုမာလာ16ရက်မှာစစ်ကောင်စီတပ်စစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်လူနေအိမ်တွေရွာလုံးကျွတ်နေပါမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ကျောမြို့ခြေဆိုင်ကပါစာ23စစ်ကြောင်းကကျောမြို့နယ်မှာရှိတဲ့ရွှေပင်ရွာကိုဝင်ပြီးမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်ဖုံးကြီးကျောင်းအပါအဝင်ရွာလုံးကျွတ်နေပါမီးလောင်သွားတယ်လို့သိရပါဗျ။ ရွှေပြည်ရွာကိုဝင်ပြီးမိမရှုခင်နေ့လယ်ပိုင်းလောက်မှာတနအိခွဲကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကအထိခိုက်များခဲ့တဲ့အတွက်ရွာထဲဝင်ပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးတာလို့ကံကောခရိုင်ပကဖတပ်ဖွဲ့ဝင်တယောက်က DVB ကိုပြောပါရယ်ရွှေပြည်ကြီးရွာကဒေသခံတွေကတော့ဘေးလွတ်ရာနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါရယ်ရွှေပြည်ကြီးရွာဟာကျောမြို့ကပ္ပစာ23နဲ့ပေါင်းမြို့ကပ္ပစာ24ဆက်ယုံနှစ်ခုကြားမှာတည်ရှိပြီးတော့အင်ဂျီ60နီးပါးရှိတဲ့ကြီးရွာတရွာဖြစ်တယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်စစ်ကြောင်းကနိုမာလာ18ရက်ညနေပိုင်းအထိရွှေပြင်ကြီးရွာအနီးမှာရှိနေတဲ့အတွက်စစ်ရေးအခြေအနေဆက်လက်တင်းမာနေတယ်လို့လည်းသိရပါတယ်ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစစ်တပ်ထောက်ခံလူပညာရှင်တွေလောက်တဲ့ပွဲတွေကိုသွားမကြည့်ကြဖို့စန့်ကျင်တပိတ်မောက်တဲ့ဘွိုက်ကော့လှူရှာမှုကအထိုက်လျအောင်မြင်ခဲ့ပြီးနိုဝင်ဘာလ22ရက်နေ့မှာကျင်းပမဲ့ Iron Cross ဖျော်ဖြေပွဲကိုပြည်သူတွေဆက်လက်စန့်ကျင်ဘွိုက်ကော့လှူကြဖို့တိုက်တွန်းလို့ဆိုနေပါတယ်။ လေးရှားနိုင်ငံမှာပြီးခဲ့တဲ့နိုဝင်ဘာလပထမပတ်အတွင်းစစ်တပ်ထောက်ခံအမှုပညာရှင်အစိုးရဂျီဖက်လာဖျော်ပြခဲ့တဲ့ပွဲကိုမလေးရမြန်မာအတိုင်းဝန်စန့်ကျင်တပိမောင်းချဖို့လှုံ့ဆော်ခဲ့ပေမဲ့ထိရောက်မှုက30ရာခိုင်နှုန်းပဲရှိခဲ့တယ်လို့ဆိုပါတယ်။မလေးမှာဂျီဖက်ပွဲလုပ်သွားတာနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်ဂျီဖက်ပွဲမှာဘွိုက်ကော့ထိရောက်မှုက30ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ပြောလို့ရတယ်။80ရာခိုင်နှုန်းကတော့မအောင်မြင်ဘူးလို့ပြောလို့ရတယ်။ဒါကြောင့်လေဆိုတော့အဲ့ဒီနေတော့ကျွန်တော်တို့ page ကလည်းကြာနေတယ်တော့ နောက်ချောက်နိုးစော်ပေးမယ်အဲ့လိုမျိုးအဖွဲ့အစည်းအနေနဲ့မရှိတဲ့အခါကျတော့ဟိုဘိုက်ကော့ဖြစ်အောင်မူကတိတ်မရှိခဲ့ဘူးပေါ့နော်ဂျီဖက်ပွဲတော့ပွဲရဲပဲကိုကြည့်မယ်ဆိုရင်ပေါ့ဒါပေမဲ့ပွဲစဉ်နှစ်ပွဲအဲ့မှာလုံးဝပွဲနှစ်ပွဲလုံးကိုကြည့်မယ်ဆိုရင်တော့ဘိုက်ကော့ဖြစ်အောင်မူက90ရာခိုင်နှုန်းရှိတယ်။ဘာကြောင့်လဲဆိုတော့မြန်မာចောင်းသားအုပ်စုမှာကျတော့ဘိုက်ကော့ကသူကចောင်းသားမှန်တယ်များပါဝင်တာဖြစ်တဲ့အတွက်အဲ့ဒီចောင်းနေမှာလုပ်တဲ့ပွဲတွေကတော့လုံးဝဒီဘိုက်ကော့ပါဆန်တွေပါလာပြီဆိုလို့ရှိရင်တော့တေးကြပေါ့အဲ့ဒီပွဲတွေကပြက်ကိုပြက်တာမဟုတ်လို့ ထိုင်းနိုင်ငံမှာတော့ IC ရှုပ်ပွဲလက်မှတ်ရောင်းတဲ့ဆိုင်တွေအကုန်လုံးကိုဘွိုက်ကော့ဖို့ FNCC ဘာမှအဖွဲ့ကကြီးညာခဲ့ပြီးတဲ့နောက်တချို့ဆိုင်တွေမှာလက်မှတ်မရောင်းတော့တာတချို့ဆိုင်တွေကိုပြည်သူတွေအားမပေးတော့တာစတဲ့တရားမှုကြီးတဲ့အထိဘွိုက်ကော့အောင်မြင်ခဲ့ပေမဲ့စားသောက်ဆိုင်ကြီးတွေကတော့ဆက်လက်လုပ်ကိုင်နေပါတယ်ဘန်ကောက်မှာရှိတဲ့မြန်မာအတိုင်းဝိုင်းကကျွန်တော်တို့ IC ရှိုးပွဲအပါအဝင်အဲ BC ကိုထိထိရောက်ရောက်လုပ်နေသလားဆိုတော့အဲထိထိရောက်ရောက်လုပ်တဲ့ အအဖွဲရှိတယ်လို့မလုပ်တဲ့အဖွဲလည်းရှိနေသေးရပါတော့။ပွဲမြင်ပျော်ရှင်တတ်တဲ့အဖွဲလေးတွေရောရှိသေးရ။ဆိုတော့အဲ့ဒီအဖွဲကြားထဲမှာစိတ်ဝင်ဖို့လည်းလိုတယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့ spicy bar လို့မျိုးအာနေရာတွေမှာအရင်တော့ဆက်ဆိုင်ခက်လိုက်ပွဲဆိုလဲတခန်းတနာလုပ်ခဲ့တာပဲလေ။ဆိုတော့အဲ့ဒီတော့ကဘာလို့ PC မလုပ်တာလဲပေါ့နော်။ဆိုတော့အခုဒီအချိန်လေးပြန်မြင့်လာတဲ့အခါလူတွေကတော့ awareness ရသွားတာတော့မှန်တယ်။အဲလုံးမယ်ဆိုတဲ့အတိဝင်သွားတာတော့မှန်တယ်။အရင်တက်ဆိုင်တော့လုံးမယ်ဆိုတဲ့အတိဝင်သွားတာတော့မှန်တယ်ပေါ့နော်။ဒါပေမဲ့မလုံးရသေးတဲ့အဖွဲလေးအဲ BC လုံးရအောင်ကောင်းမှမသိတဲ့ အဲလူတန်းသားတရက်လည်းရှိပါသေးရဲ့ဗျ။မြန်မာအနာသိန်းစစ်တပ်နဲ့တဏီမဟုတ်တဏီဆက်နွယ်နေတဲ့ဆိုင်နေလုပ်ငန်းတွေကတော့ပြည်သူကိုတောင်းမှမှာမဟုတ်တလို့ FNCC ဘာမှအဖွဲ့ကလည်း boycott နဲ့ social punishment ဆက်လုပ်ကြဖို့နှိုးဆော်သွားမယ်လို့ဆိုပါတယ် boycott ကအတန်ဒိတ်နဲ့ကျွန်တော်တို့ဒီအနာသိန်းစိုးစုအများကြီးအထိနာစီတယ်ပြီးတော့သူတို့ရဲ့ဝါဒဖြန့်ချီကွန်ရက်ကိုအများကြီး အင်အားချိနေတော့လုံနိုင်တယ်ဆိုတော့လူလူကတေချာသိအောင်ကျွန်တော်တို့အများကြီးနှိုးဆော်အောင်ပဲပေါ့နော်။ဘာဖြစ်လို့အဲ့လိုနှိုးဆော်အောင်လို့ပြောလဲဆိုတော့အဲဝင်ငွေလမ်းကြောင်းအရာပဲဖြစ်စီကျွန်တော်တို့ကဒီသူတို့ကိုထိခိုက်စေချင်တယ်ဆိုလို့ရှိရင်သူတို့ရဲ့ယက်တီမှုနဲ့ယက်တီရှင်သန်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကသူတို့ကိုဝင်ငွေလမ်းကြောင်းအရာထိခိုက်စေချင်တာပဲဖြစ်ဖြစ်ကျော်နေသွားစေချင်တာပဲဖြစ်ဖြစ်လုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘွားကော့ကိုတေချာလုံးမရအောင်။နောက်ပြီးတော့သူတို့နဲ့ပတ်သက်နေတဲ့ ဒီအစိုးအဖွဲ့တွေအတိုင်းဝိုင်းပြီးမှန်တယ်မဟုတ်ကျွန်တော်တို့က social punishment တရားတိတိကျကျလုပ်မယ်ဆိုရင်အဲ့ဒီလူတွေကလူအတိုင်းဝိုင်းထဲမှာဆက်ပြီးရှင်သန်ရည်တည်ဖို့ခက်ခဲလာမှာဖြစ်တဲ့အပြင်လူအတိုင်းဝိုင်းရဲ့ဖယ်ကျင်မှုကိုကြုံရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အိုက်ဘွားကိုဒီထက်အများကြီးပို့ပြီးတော့ဆက်လုပ်ဖို့လိုတယ် social punishment ကိုလေတရားလေးဆက်လုပ်ဖို့လိုတယ်ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကထိုင်းမှာပြသခဲ့တဲ့တောဆောင်နေဝင်ပါဝင်တဲ့ပြောတဲ့ရုပ်ရှင်ကိုဘွိုက်ကော့လုပ်ခဲ့တဲ့စန့်ကျင်ကမ်ပိန်းကထိတိယယအောင်မြင်ခဲ့ပြီး နိုဝင်ဘာလတွင်ဘန်ကောက်စပိုက်စီကလပ်မှာလုပ်မဲ့ဖြောပြပွဲအချို့လည်းဖျက်သိမ်းခဲ့ရပါတယ်။ပြည်ပရောက်မြန်မာတွေအနေနဲ့စစ်တပ်ထောက်ခံတဲ့နှုပညာရှင်တွေရေပေါ်စီတွေလာရောက်ဖြောပြမဲ့ပွဲတွေကိုသွားအားမပေးကြဖို့ boycott နဲ့ social punishment တိတိယရရလုံဆောင်ကြဖို့လည်းတော်လိုင်းရာစုတွေကတိုက်တွန်းပြောဆိုနေကြပါတယ်။ကျွန်တော်ဇွဲသစ်ပါ ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်မှာတော်လန်ဟီတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့စကိုင်းတိုင်းအထက်ပိုင်းကဗမောင်းမျိုးကိုစစ်ကောင်စီနဲ့ SNL ပူးပေါင်းတပ်ဖွဲ့တွေကတံပြန်ထိုးစစ်ဆင်နေခဲ့ပြီးနိုမာလာလင်မှာတော့မြို့အနီးပတ်ဝန်းကျင်အထိရောက်လာနေပါပြီ။ဒါကြောင့်နှစ်ဖက်တိုက်ပွဲတွေဆက်ပြင်းထန်နေတယ်လို့ဗမောင်းသတင်းရင်းမြစ်တစ်ယောက်ကပြောပါရယ်။စစ်ကောင်စီနဲ့ရှမ်းပြည်အမျိုးသားများတက်မတော့ SNL ပူးပေါင်းတပ်တွေဟာလူပညာမြင့် drone တွေအပါအဝင်လေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ထိုးစစ်တွေကြောင့်တော်လန်ရေးတပ်ဖွဲ့တွေဘက်ကတက်စခန်းတွေကိုနောက်ဆုတ်ပေးလိုက်ရတဲ့အခြေအနေတွေလည်းရှိနေပြီးဗမောက်မြို့အနီးကတော်လန်ရေးတပ်ဖွဲ့တွေနေရာယူထားတဲ့နာတလအကြောင်းကနေလည်းဆုတ်ခွာပေးထားရတယ်လို့သိရပါဗျ။နှစ်ဖက်တိုက်ပွဲတွေအတွင်းလက်နက်ကြီးလေကြောင်းနဲ့ဒရုန်းတံတွေကြောင့်နာတလအကြောင်းအဆောက်အုံအများစုဟာလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဗမောက်စီရေးသတင်းရင်းမြစ်ကပြောပါဗျ။ နှစ်ဖက်အပြန်လန်တိုက်ပွဲတွေကြောင့်ဗမောက်မြို့အနီးကခမိုး၊မြစ်သေးချင်း၊စက်တော်၊နာရကာ၊ပေကုံ၊နာယောကြီးရွာတွေကပြည်သူတွေဘေးလွယာမြို့တွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းကမ်ဘလူးခင်ဦးနဲ့ရေဦးမြို့အဆက်ကိုစစ်ကောင်စီတပ်ကအင်အား300နီးပါအုံပြုပြီးစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကလည်းသိရပါတယ်။ နိုမာလာ၁၄ရက်ကစပြီးတကြောပြန်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာဒီနေ့နိုမာလာ၁၈ရက်အထိရေဦးခင်ဦးကမ့်ဘလူအဆက်မှာစစ်ကြောင်းထိုးနေတဲ့အတွက်ကြေးရွာ၄၅ရွာကဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရတာလို့ဆိုပါတယ် လက်ရှိမှာစစ်ကောင်စီတပ်စစ်ကြောင်းကခင်ဦးမြို့နယ်ပင်စိန်ကင်းရွာဘက်ကိုရောက်နေပြီးနေအိမ်တွေမိရှုဖြက်စီခံရတာနဲ့ရဲသားတွေဖမ်းဆီးတပ်ဖြတ်ခံရတဲ့သတင်းတွေကိုအတိပြုလို့မရသေးဘူးလို့ဒေသရင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူတယောက်က TVB ကိုပြောပါရယ်အဲ့ဒီစစ်ကြောင်းမှာတက်မ33ခမရ363နဲ့ကြံဆိုင်ပြိုးရိတ်တက်အပြင်ပြူစောထီးတွေလည်းပါဝင်တယ်လို့ဆိုပါတယ် နော်မလာ၁၂ရက်ကကမ်ဘလူနယ်ကနေခင်ဦးနယ်အဆက်ကိုအင်အားတရာဝင်ကျင်တဲ့စစ်ကြောင်းထိုးလာခြင်းပြည်သူ့ကာကွယ်ပေါ်အောင်တပ်တွေကတိုက်ခိုက်ခဲ့တဲ့အတွက်ထိခိုက်ဒေဆုံးသူများပြီးနော်မလာ၁၃ရက်မှာကမ်ဘလူနယ်ဘက်ကိုပြန်ဆုတ်သွားတဲ့တပ်ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ DV ရုံးမြင့်တန်ကြိုင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူးအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။